င်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနမှကျူဆူလိုက်ပါရရှင်။ယခုအချိန်မှစပြီးမေလ9ရက်မနေ့ရှင်းနိုင်တဲ့တရင်များကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးတရင်နေနဲ့စိတ်ဖြူမျိုးမှကပ္ပစ23တူလာသောစစ်ကား20စီးကိုတိုက်ခိုက်မှုစစ်သား12ဦးသေဆုံးကော်တောင်းနဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်များကတိုက်ခိုက်ဆွဲတဲ့တရင်ပဲဖြစ်ပါရရှင်။ မကွေတိုင်းစေပြူမြို့နယ်ကာဘာစာ၂၁တုလာသောစစ်ကား၂စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၁၁ဦးသေဆုံးခဲ့ကြောင်းပုခုခုခရိုင်အမှန်လေးတရင်တက်ခွဲတဲ့ CAS SPU PDF တပ်ဖွဲ့မှတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းသူပြောကြားသည်ဧပြီလ၂၈ရက်နေ့စေပြူမြို့မှကာဘာစာ၂၁တုလာသောစစ်ကား၂စီးကိုတပြေပြင်းကြေးရွာအနီးအရောက်ပြည်သူ့ကော်ရီပူပေါင်းတပ်ဖွဲ့ကအသင်းဆောင်သူရဲချုံကိုတိုက်ခိုက်ခဲ့ကြောင်းစစ်ကား၂စီးမှလမ်းဘေးသို့ထိုးရက်သွားပြီးကားပေါ်ပါစစ်သား၁၁ဦးသေဆုံး 啊、我都会变成这样，要学给的脏爹的。 ရန်သူဘက်မှထေရာရောတေရာရောမြင်နေရတဲ့တယောက်ပဲဂျန်တော့တာအဲ့ဒီကားကိုအနည်းကဝင်လုံတဲ့အချိန်မှာရဲဘော်တယောက်ကြီးထိမှန်နေတာပါဒဏ်ရာကတော့မစိုးရင်ရပါဘူးခဏကြာတော့စစ်ကူရောက်လာတဲ့အတွက်ဂျန်နဲ့ရဲဘော်တယောက်ထတ်သေးတယ်အဲ့ဒီဒဏ်ရာရရဲဘော်တွေကိုကပစ်ကူပေးရင်ဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့ကဂျီအင်အာရောလက်နဲ့ချွေးင်းချက်တွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်ဟုပခုတ်ကူခရိုင်အမှန်လေးတရင်တက်ခွဲတဲ့ CAA SPU PDF မှတောင်းရှိသူတို့ကရန်ကုန်ခဲ့တဲ့ င်ဌာနတန်းသူပြောကြားသည်အဆိုပါတိုက်ခိုက်မှုကိုပုဂုတ်ခုခရိုင်အမှတ်လေးတရင်တက်ခွဲတဲတက်ခွဲအနေနဲ့ပုဂုတ်ခုခရိုင်အမှတ်၈တရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောင်ရဲတပ်ဖွဲ့ဝင်တို့မစိုးရိမ်ရတရားရရှိခဲ့ကြောင်းသိရသည်။အလားတူတနင်္သာရီတိုင်းကောတောင်မြို့နယ်တွင်ဆက်လီလေးစီဖြင့်လိုက်ပါလာသောစံဘက်ဆက်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်မှထိခိုက်သေးဆုံးမှုရှိကြောင်းပြန်လည်တပ်ဖွဲ့မှရဲဘော်ဖိနစ်ကရန်ကုန်ခေတ္တတရင်ဌာနတန်းသူပြောဆိုသည်။ မေလ၂ရက်နေ့နနက်၁0:30မိနစ်ခန့်ချိန်ကောတောင်မြို့နယ်မလီဝမ်းကျေးရွာအုပ်စုနံပါတ်၁ချောင်းအတိုင်းဆက်လင်ငယ်လေးစီဖြင့်ရေဆန်းတက်လာသောအင်အား၅၀ပါးစံပတ်စစ်တဲစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည် ရှင်ချမ်းဘက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောဆက်လီငယ်လေးစီသည်နံပါတ်၁ချောင်းကြောက်ပုံစိအနေရောက်လာစဉ်တွင်တော်လင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်ပြစ်ခတ်မှုတနအိုင်ခန့်ဖြစ်ပွားပြီးနောက်တော်လင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရသည်။လက်ရှိချိန်တွင်ချမ်းဘက်စစ်ကောင်စီတပ်သားများနှင့်တော်လင်းတပ်ဖွဲ့များစည်ရည်တင်မာနေဆဲဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။ စစ်ခွေးအသေးစင်းကိုတော့ကျွန်တော်တို့မသိရသေးဘူးကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေပါတယ်ထိခိုက်မှုတော့များနိုင်တယ်လက်ရှိချိန်ထိစစ်ရေးကနှစ်ဖက်တင်းမနေတော့မဲဟုပြန်လောတက်ဖွဲ့မှ share ဖေးနေကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုကော်တောင်းမြို့နယ်လိုကယ်တက်ဖွဲ့ PDF ပြန်လောတက်ဖွဲ့နဲ့မြို့ပြပြောက်ကြဗုဒ္ဓမန်ကျဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဆက်လက်ပြီးမရယာမြို့နယ်တွင်စစ်ကောင်စီတပ်သားနှုတ်လက်နက်ခဲရဲများယူဆောင်ပြီးအလင်းဝင်စရဲတွေကိုတင်ဆက်ပေးပါမယ် မန္တလေးတိုင်းမေဒီယာမြို့နယ်အတွင်းတာဝန်ကျနေသောစစ်ကောင်စီတပ်သားနှုတ်လက်နက်ခဲယမ်းများယူဆောင်ပြီးအလင်းဝင်ခဲ့ကြောင်းပြည်သူ့ကော်ရီတမရော်မန္တလေးကထုတ်ပြန်နေမေလာနေ့ရက်နေ့ကမန္တရာမြို့နယ်၌စံဘက်စစ်ကောင်စီ၏ခမရ903တိုင်ရင်မတပ်သားနှုတ်သည်၎င်းတို့ကင်ဆောင်သောလက်နက်ခဲယမ်းများနှင့်အတူပြည်သူ့ကော်ရီတမရော်မန္တလေးတန်သို့ဆက်သွဲကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ထို့သောလန်ဒန်နေတကွာအလင်းဝင်ရောက်ခဲ့သည့်စစ်ကောင်စီတပ်သားအုပ်ကိုပြည်သူ့ကော်ရီတပ်မတော်မှနှွေးထွေးစွာကြိုးစိုးလက်ခံခဲ့ပြီးစုငွေများချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်စစ်သားရဲပြည်သူစစ်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုဆုံခွာ၍အလင်းဝင်လာပါကပြည်သူ့ကော်ရီတပ်မတော်မန္တလေးမှနှွေးထွေးစွာကြိုးစိုးလက်ခံလျက်ရှိပြီးအသက်အာမခံချက်အပြည့်ဝပေးအပ်သွားမည်အပြင်စုငွေများပါပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းအသိပေးတိုက်တွန်းထားသည် ဆက်လက်ပြီးဆင်းအာနာရှင်အမြင့်ဖြည့်ရေးအတွက် TNL ကအန်ယူဂျီအပါဝင်မဟာမိတ်အများနဲ့ဆက်လက်လက်တွဲမီပြင်ပြီးတင်ပိုက်ထားသောမျိုးနယ်များစစ်ကောင်စီတန်းတို့ပြန်ပေးရန်စီစဉ်မရှိဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဆရာနာရှင်အမြဲပြည့်ရေးအတွက် TNL ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်များနဲ့ဆက်လက်လက်တွဲမည်ဖြစ်ပြီး တိမ်ပရရှိထားသောမြို့နယ်များပြန်ပေးရန်မရှိသေးကြောင်း TNL တွဲဘက်အထွေထွေအတွင်ရေမှုနှင့်ဘုံမူကြီးတာပန်လာကရှမန်နေသတင်းစာရှင်လင်းမွေတွင်ထုတ်ပေါ်ပြောဆိုသည် TNL ၏အနေဖြင့်စစ်အာဏာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကင်ဆယ်ထားဆဲဖြစ်ကြောင်းရခိုချင်းမှစစ်အာဏာရှင်အမြင့်ဖြတ်ရေးမလုံဆောင်နိုင်လင်းနောက်မျိုးဆက်များအထိအပြည့်ရက်လိုက်ဆွေးနွေးလိုက်တိုက်ဝဲပြန်ဖြစ်လိုက်ဖြင့်တန်လျာလဲနေမည်ဖြစ်ကြောင်းဘုံမူကြီးတာပန်လာကရှင်းပြသည် ဘုံရံတို့စစ်အာဏာရှင်အမြဲဖြဲရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါအဝင်နဲ့ဆက်လက်လက်တွဲသွားပါမယ်။ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုံနိုင်ရင်နောင်လာနောင်သားတွေအထိဒါကိုဆက်ပြီးခံရမှာပါဟု၎င်းကဆိုသည်။လက်တလော DNL ကတင်ပိုက်ထားသောမျိုးနွယ်များကိုစစ်ကောင်စီထံသို့ပြန်ပေးရန်တရုတ်နိုင်ငံ PR များရှိနေတော့လဲပြန်ပေးမည်မဟုတ်ကြောင်းပြည်သူလူထုအနေဖြင့်တက်တက်ကြွကြွပူးပေါင်းပါဝင်ကြရန်အရေးကြီးကြောင်းသူကဆက်ပြောသည်။ လာရှိုးမြို့လိုမဖြစ်ရေးအတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါဟုသူကဆိုသည်လက်ရှိတွင်ငလျင်အတွက်မြောက်ပိုင်းမှာမိညင်တော်၃ဘွဲ့အနေဖြင့်အပြည့်အခက်ရစေးရေးကြီးညာထားတဲ့အတွက်ထိုးစစ်ဆင်မီမဟုတ်ပဲခုခံကာကွယ်စစ်ကိုယ်တော်ဆောင်ရွက်မည်ဖြစ်ကြောင်း TNL အနေဖြင့်မိမိတို့တင်ပိုက်ထားသောမြို့နယ်များမှာပြည်သူများ၏စားဝတ်နေရေးနှင့်လုံခြုံရေးကိုအထူးအလေးထားကြောင်း၎င်းကထုတ်ဖော်ပြောဆိုသွားသည်ဆလဘေဝန်ဒရင်းမြို့နယ်တွင်စစ်တပ်ကတရက်တည်းလူငယ်ရာ ခြေကိုပေါ်တာဆွဲဖန်စီကငွေဖြင့်ရွှေနိုင်သူများကိုပြန်လွှတ်ပြီးမရွှေနိုင်သူများကိုစစ်သားစုဆောင်ရေးတပ်သို့ပို့ဆောင်ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းဝမ်းတွင်မြို့နယ်တွင်အစံဘတ်စစ်တပ်ကတရက်သေးတွင်လူငယ်200နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်ရှမန်နေမေလာ၂ရက်နေ့တွင်မြို့ပေါ်ဆေးလာသည့်လူငယ်များအပါအဝင်အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ပြီးဖမ်းဆီးခံထားရသူများကိုထွေရုံရုံသို့ခေါ်ဆောင်သွားကြောင်းဝမ်းတွင်မြို့တွင်ဖမ်းဆီးခံရသူများကိုငွေချက်350မှ300အထိတောင်းကပြန်ရွေးခိုင်းနေပြီးမရွေးနိုင်သူများကိုတတ်သေးပို့နေကြောင်း သားပြည်သူများထံမှသိရှိရသည်ဝမ်းနေမြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကျေးရွာတွေအိမ်တွေထဲထိပေါ်တာဆွဲတာတွေပုံမလုံးဆောင်လာတယ်လို့ဆိုင်ကယ်နှစ်ယောက်ဈေးသူမန္တမားဖမ်းဆီးသွားတယ်။ဈေးနေတရက်ထဲမှာလူ200နေပါပေါ်တာဆွဲခံရတယ်ဟုထေသပြည်သူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်။ထို့ပြင်ပေါ်တာဆွဲခံရသူများကိုမိသားစုဝင်များကစက်သိန်း50မှစက်သိန်း100အထိပေးကပြန်ရွေးနေရကြောင်းထေသပြည်သူများထံမှသိရှိရသည်။ ပြန်မရွေးနိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့မိထီလာအမှတ်133အမြောက်တပ်သို့ပို့ဆောင်လိုက်တာဟုဒေသပြည်သူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်အကြမ်းဖက်စစ်ကောင်စီကယခုမေလအတွင်းစစ်မှုရန်အပတ်စဉ်73ကိုဖွင့်လှစ်မည်ဖြစ်ပြီးရခိုင်နှင့်မေလတွေကစစ်မှုရန်ပတ်စဉ်များကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည် ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စင်ကူမြို့နယ်လက်ပံလာရွာနဲ့ထုံးကြီးရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်မှု ပြည်သူတို့ဒေသုံးပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိကနေအိမ်များမီးလောင်ပြကျဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းစင်ကုန်းမြို့နယ်လက်ပန်းလာရွာနဲ့ထုံးချေရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ဒေဆုံးပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရကနေအမြမေးလောင်ပြကြားခဲ့ကြောင်းစင်ကုန်းမြို့နယ်ပကဖသတင်းတောင်ငန်ကိုတန်မဏိကရန်ကုန်ခေတ်သတင်းဌာနတန်သူပြောဆိုသည်မေလ3ရက်နေ့ည7:20မိနစ်ခန့်တွင်လက်ပန်းလာချေရွာပြည်စိုးအောင်ရွက်ကွက်မူလအောင်မြေဖုံးကြီးကျောင်းအရှိမြောက်ဘက်ရှိလေဝင်နယ်ကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုတွင်ပြည်သူများ ထိခိုက်မှုမရှိကြောင်းသိရသည်။ယင်းနေ့ည10:48မိနစ်နဲ့54မိနစ်နဲ့55မိနစ်ခန့်နဲ့အကြမ်းဖက်စစ်တပ်ကထပ်မံပြီးလက်ပံလာတရာအနေနဲ့ငိမ့်ချန်းအောင်ရွက်ကွက်ကိုလေရင်ဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူအမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးလဲမိလောက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ည09:58မိနစ်ခန့်တွင်ထုံကြီးကြေးရွာကိုအကျန်းဘတ်စစ်တကလေးဆောင်ပြတ်ထမှန်ပုံကျဲတိုက်ခိုက်ခဲ့ပြီးအသက်30နှစ်အရွယ်အမျိုးသားတို့ထိ송က ပြည်သူသုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၅လုံးမီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်ရှင်။